ရင်စည်းကမ်းလိုက်နာလာစေဖို့ရည်ရွယ်ပြီးဒဏ်ကြေးတိုးမြှင့်ထားတဲ့ဆိုတော့နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာလည်းရင်စည်းကမ်းလိုက်နာမှုတွေအားနည်းနေသေးတယ်လို့ရင်ထဲရဲတပ်ဖွဲ့ရုံးကပြောပါတယ်။အောင်ကိုကိုလက်သတင်းပေးပို့ထားပါတယ်ရှင်။ရစီကန်လန်စီကန်လိုက်နာမှုရှိလာအောင်တန်ချင်းငွေတိုးမြင့်ကောက်ခံမှုတွေရှိနေပေမဲ့အများစုကတော့လိုက်နာမှုအားနည်းနေသေးတာကိုတွေ့ရပါတယ်။ ်နေပြီးတော့မှသွာလာရေးအတွက်ဆိုင်ကယ်ကိုအများဆုံးအသုံးပြုနေကြတာဖြစ်ပြီးဆိုင်ကယ်မောင်းနှင်ကြသူတွေအနေနဲ့ဆိုင်ကယ်အုပ်ထုပ်မဆောင်တာတွေ၃၄ရောက်စီးနင်းတာတွေနဲ့လမ်းပြောင်းပြန်မောင်းနှင်ကြတာတွေကိုအများဆုံးစီကံဖောက်ဖျက်နေတာကိုတွေ့ရပြီးဥပဒေအရအရေးယူမှုတွေမှာလည်းဒါတွေကအများဆုံးဖြစ်နေတယ်လို့ပြည်မနာမျိုးရင်ထင်းရဲတပ်ဖွဲ့ရုံးကသိရတာပါကျွန်တော်ရေစီကလန်စင်းလက်ပတ်သက်ပြီးတော့ဖန်စီစစ်စေးယူတဲ့အခါမှာအဓိကများတာတော့အုတ်ထုတ်မဆောင်ကျွန်တော်တို့ကမွေးရလမ်းဝင်တာအဓိကအဓိကနှစ်မျိုးအဓိကပါပဲကျွန်တော်တို့အနေနဲ့ဖန်စီယူရင်လည်းအုတ်ထုတ်မဆောင်တာရယ် သုံးအောင်စီရဲ့လမ်းကြောင်းများဝင်လာရဲ့အဓိကအဲ့သုံးမျိုးပဲအဓိကထားရေးယူဆောင်ရပါတယ်ကျွန်တော်တို့ပြင်မနာဇီနာတဝိုက်ဆိုရင်ကျွန်တော်တို့ရင်းစီကလန်စီကံပတ်သက်ပြီးတော့စစ်စစ်ကြီးရယ်ဆိုရင်လမ်းလမ်းလမ်းရှင်တွေပုံမူတည်ပြီးတော့ကျွန်တော်တို့နေတာစီစစ်စစ်တာဂျီမလုပ်ပြုလို့ပဲနဲ့ကျွန်တော်တို့လည်းအုတ်ထုတ်မဆောင်ဝဲဝင်လာတာတွေလမ်းကြောင်းများဝင်လာတာတွေနောက်သုံးအောင်စီတဲ့စံကတိပဲအဓိကရေးယူဆောင်ရတာဖြစ်ပါတယ် ်နေပြီးတော့ကောင်းစီနယ်မြေအတွင်းပြင်မနာမြို့မှာရှိတဲ့လမ်းမကြီးတွေဖြစ်တဲ့ဘူတောက်ထိန်လမ်းဘူကျုံလမ်းဘူလက်ရလမ်းနဲ့မောင်ခင်လမ်းတွေမှာတလမ်းမောင်းအဖြစ်2000ခုနှစ်ကလေးကပြောင်းလဲထားတာပါဆိုင်ကယ်မောင်းနှင်ကြသူတွေအနေနဲ့ရင်စည်းကမ်းလမ်းစည်းကမ်းကိုကိုယ်တိုင်သိပေမဲ့လည်းလိုင်းနာမှုအပိုင်းမှာတော့အားနည်းမှုတွေရှိတာကြောင့်ဒီတိုက်မှုတွေမကြာခဏနေ့စဉ်ဖြစ်ပေါ်နေရတာလို့ရင်ထိန်ရဲတပ်ဖွဲ့မှုရုံးကတာဝန်ရှိသူတူကပြောဆိုပါတယ်လမ်းသုံးပြုတဲ့ပြည်သူတဦးချင်းစီတိုင်းရင်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမယ်ဆိုရင်ရင်အိုင်းရင်တိုင်းမှုအန်အေတွေလည်းဖြစ်ပေါ်မှုကြောင့်လဲသွားမယ် နောက်စီကံစီပြက်ကံပြက်ဖြစ်တာတွေလည်းကြော့နေသွားမယ်ညာဘက်ဆိုင်ငယ်မောင်းနှင်ကြသူတွေအနေနဲ့လည်းအချက်ပြမီမစုံလင်တာကြောင့်ရင်တိုက်မှုတွေနေ့စဉ်ဖြစ်ပေါ်နေရပြီးအသက်ဆုံးရှုံးမှုတွေလည်းဖြစ်ပေါ်နေကြပါတယ်။နေပြည်တော်ကောင်စီနေမြေတွင်ရင်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမှုရှိလာစေရန်ရည်ရွယ်ပြီးဒေသဆိုင်ရာစီမံခန့်ခွဲမှုတန်ငွေ9000ကျပ်နဲ့မော်တော်ယာဉ်ဥပဒေပုံမှန်ဒဏ်ကြေး1500ကျပ်စုစုပေါင်း9500ကျပ်လို့သတ်မှတ်ထားတယ်လို့ပြည်မနာရင်ထင်ရဲတပ်ဖွဲ့ယုံကပဲသိရှိရတာပါ။ကျွန်တော်အောင်ကိုကိုလည်းနေပြည်တော်ရဲ့ပြင်ပြပို့ထားတာပါ။